ယူကရိန်းရဲ့ဒုံးကျည်နဲ့ဒရုန်းတွေမော်စကိုစီဦးတည်လာချိန်မှာထွက်ပြေးခဲ့ရတဲ့ပူတင်ရုရှားသမ္မတဗလာဒီမီယာပူတင်တယောက်တော်တော်လေးထိတ်လန့်သွားခဲ့ပုံရပါတယ်များသောအားဖြင့်ခက်တီတီခက်ရဲရဲဖြစ်နေခဲ့ပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းလေးကဖြစ်သွားတဲ့ကိစ္စတခုကြောင့်ပူတင်ရဲ့တတိကမေခွန်းထုတ်စရာဖြစ်လာခဲ့ပါပြီအရိယာပိုင်းတော့ယူကရိန်းရဲ့ဒုံးကြီးနဲ့ဒရုန်းတွေကရုရှားနိုင်ငံအတွင်းပိုင်းထိဝင်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ရုရှားတွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ယူကရိန်းပိုင်မြေတွေကိုတိုက်ခိုက်တာမဟုတ်ပါဘူး။ လုံချုံရေးအပြည့်ယူထားတဲ့ရုရှားလေပိုင်းနဲ့တဲတိဝင်ပြီးတိုက်ခိုက်နိုင်ခဲ့တာပါဒီတိုက်ခိုက်မှုကရုရှားရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေမှာအားနည်းချက်တွေရှိနေတာကိုပေါ်လွင်သွားစေခဲ့ပါတယ်ပိုပြီးရှက်စရာကောင်းတာကဒီလိုတိုက်ခိုက်မှုတွေဖြစ်လာတာနဲ့တပြိုင်နက်ပူတင်တရားမော်စကိုကနေထွက်ပြေးတင်းရှောင်သွားရတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာပါပဲနောက်ပြီးဆေဘန်ဆိုင်ယာလေရင်တွေခရမလင်နန်းတော်ကနေထွက်ခွာနေတဲ့အချက်အလက်တွေကိုလည်းတွေ့ခဲ့ရတာပါဒီတစ်ခါယူကရိန်းသုံးတဲ့ stream share နဲ့ဂျွန်းဒုံညီတွေကိုပြည်တိုင်စီကနေရထားခဲ့တာဖြစ်ပါတယ် အဲ့ဒီဒုံးကြီးတွေကရုရှားရဲ့ဆေးဘက်ဆိုင်ရာစက်မှုလုပ်ငန်းတွေကိုအတိအကထားပြီးတိုက်ခိုက်နိုင်ခဲ့တာပါ။ရန်မုံနဲ့ဒုံးမြန်လောင်စွာထုတ်လုပ်တဲ့ဓာတုဆက်ယုံတယုံဆိုရင်လည်းကြီးကြီးမားမားပြည့်စည်ခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုဖြစ်ပေါ်တဲ့ဒေသတွေမှာလည်းဗယံပတာအခြေအနေတွေဖြစ်ခဲ့ကြတာပါ။အချိန်တော်တော်လေးကြာမှဒီလိုအဖြစ်မျိုးကိုကြုံခဲ့ရလို့ဖြစ်ပါတယ်။ယူကရိန်းရုရှားစစ်ပွဲဖြစ်နေတာနည်းနည်းကြားနေပြီဆိုပေမယ့်ရုရှားကုန်းတွင်းပိုင်းတွေမှာစစ်တမ်းတိတ်မခံခဲ့ရပါဘူး။အစုံအဖျားတွေမှာပဲဖြစ်ခဲ့တာပါ။အခုတော့ရုရှားပြည်သူတွေကိုယ်တိုင်စစ်ပေးတံကိုခံလာရပါပြီ။ ဒီကြားရဲရုရှားစစ်ကောင်းဆောင်တွေကခရမလင်မှာမရှိနေပဲလုံခြုံရာထွက်ပြေးကုန်ပြီဆိုတဲ့သတင်းတွေထွက်လာချိန်မှာတော့ပြည်သူတွေလည်းဒေါသထွက်သွားခဲ့ကြတာပါအဲဒါကြောင့်နောက်တစ်ခါဒုံးကြီးတွေလွှတ်ရင်ခရမလင်နန်းတော်ကိုတိုက်ရိုက်ပစ်ဖို့အထိ live လွှင့်ပြီးတောင်းဆိုခဲ့ပါတယ်ရုရှားလူမျိုးတွေကိုယ်တိုင်ပြောတဲ့ဒီတုံ့ပြန်ချက်တွေကိုပူတင်သာပြန်ကြားရရင်မပြောတော့မှတော့တေချာနေတာပါစစ်ဖြစ်နေတာသိပေမဲ့သူတို့နဲ့တိတ်မသက်ဆိုင်တဲ့ခင်မှာရုရှားလူမျိုးတွေကတိတ်မပြောခဲ့ကြပါဘူးဒါပေမဲ့စစ်ပွဲရဲ့အကျိုးဆက်ကြောင့်စီးပွားရေးကြက်တဲလာချိန်မှာတော့ပူတင်ကိုညှို့ညင်လာကြပါတယ် အခုတော့စစ်ပွဲကသူတို့ရှေ့ရာစီကိုပါခြေဆက်လာခဲ့တာပါပုံမှန်ဆိုရင်ဒီတုံးကြီးတွေကဒီလောက်ထိရောက်လာနိုင်စရာမရှိပါဘူးရုရှားလေကြောင်းကာကွယ်စနစ်တွေရဲ့အားနည်းချက်ကြောင့်သာဒီလောက်ထိဖြစ်လာတာပါဒုံးကြီးနဲ့တိုက်ခိုက်ခံရပြီးနောက်မှာရုရှားတချို့ကအစိုးရခေါင်းဆောင်တွေကိုပဲတိုက်ခိုက်ဖို့ထုတ်ပြောခဲ့ပါတယ်ဒီအထံတွေကိုယူကရိန်းကနားထောင်နေခဲ့တယ်လို့ပါပဲဒုံးကြီးတိုက်ခိုက်မှုပြီးတာနဲ့ drone အုပ်စုတစ်ခုကိုလည်းထတ်လွှတ်ခဲ့ပါတယ်အဲ့ဒီ drone အုပ်စုကမော်စကိုစီကိုဦးတည်နေခဲ့တာပါဒီ drone အုပ်စုမှာရှစ်စီးပဲပါပါတယ် ဒါပေမဲ့ဘာကြောင့်မှန်းတော့မသိပါဘူး။အရိရှေစီကခရမလင်နန်းတော်ကအကြီးအကဲတွေကိုယုံခါလိုက်တယ်လို့ဖြစ်စေခဲ့တာပါ။ဒီသတင်းတွေကကောလာဟလအနေနဲ့ထွက်လာတာမဟုတ်ပါဘူး။ရုရှားအရေးကျွမ်းကျင်သူစေဘဆိုင်ရာသတင်းတော်တို့ကအချက်အလက်အတိအကျနဲ့တင်ခဲ့တာပါ။ယူကရိန်းက drone တွေလွတ်တင်ပြီးတိတ်မကြခင်မှာပဲရုရှားရဲ့စစ်ဘဆိုင်ရာလေယာဉ်တွေကမော်စကိုကနေယူရဲတောင်တန်းတွေဘက်ကိုမောင်းပြေးသွားတာကိုတွေ့လိုက်ရပါတယ်။ဒီအခြေအနေကပုံမှန်မဟုတ်နေဘူးဆိုတာကိုရုရှားလူမျိုးတွေကပို့ပြီးသိနေခဲ့ကြတာပါ။ ဒီအချိန်မှာပဲပူတင်နဲ့ဇာလန်စကီတို့ရဲ့အကြောင်းကိုနှိုင်းရှင်ထားတဲ့ဝေဖန်ချက်တွေလည်းထွက်ပေါ်လာပါတယ်။နောက်နှစ်နှစ်ဖေဖော်ဝါရီလရုရှားယူကရိန်းစစ်ပွဲအစပြုချိန်မှာပူတင်ရဲ့တပ်တွေကကီပြက်အပြင်ဘက်ကနေဖိအားပေးထားခဲ့တာပါ။အဲဒီတော့ကဇာလန်စကီကကြေကာဝစ်ဆုံဝေးပြီးစစ်မြေပြင်ကိုကုတ်ခဲ့ခဲ့ပါတယ်။ဇာလန်စကီထွက်ပြေးခြင်းလေရင်စီစဉ်ပေးမယ်လို့နေတိုးကလည်းကမ်းလှမ်းခဲ့တာပါ။ဒါပေမဲ့ဇာလန်စကီကထွက်ပြေးဖို့လေရင်မလိုဘူးပြန်တိုက်ဖို့ကြည်စံမဲလို့ရဲဆိုပြီးပြပြတတတောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒီလိုနောက်ခံလေးတွေရှိနေတဲ့အတွက်ပူတင်ရဲ့အရှောင်တန်းဂျန်စီဂျင်းအခွက်ကိုရုရှားလူမျိုးတွေဒေါသထွက်သွားကြတာပါဒီလိုနဲ့တဖြည်းဖြည်းကြီးထွားလာတဲ့ဒေါသတွေကအစိုးရခေါင်းဆောင်ပိုင်းအပြင်ဒနာရှင်နဲ့အထက်တန်းလွှာလူရန်စားတွေစီကိုပါများဦးလည်သွားခဲ့ပါတယ်တကယ်တမ်းမှာလေရုရှားရဲ့တချို့သောဒေသတွေမှာစစ်တုံးစီပြက်လက်မှုကစိုးစိုးဝါးဝါးဖြစ်နေကြတာပါအစိုးရကအရိကိစ္စကိုဝန်ကင်တွေပေးခဲ့ပေမယ့်စီမံခန့်ခွဲမှုအလွဲတွေကြောင့်အဆင်မပြေခဲ့ပါဘူးစစ်တုံးစီတွေဈေးကြီးလာပါတယ်ဗတ်ဆန်ရှင်တော့ဝဲလို့မရပါဘူး မောင်ခုစနစ်တွေဖြစ်လာပါတယ်။ဇက်သုံးစီခိုးယူမှုတွေကိုလည်းမထိန်နိုင်ပါဘူး။အဲ့ဒီပြဿနာတွေကြောင့်စီးပွားရေးလုပ်ငန်းတွေကလည်းကောင်းကောင်းမလဲပတ်နိုင်တော့ပါဘူး။အကျိုးသက်အနေနဲ့စင်ကဲထိခိုက်ပြီးပြည်သူတွေကြက်တဲလာခဲ့တာပါ။အဲ့ဒီအချိန်ကြီးကရုရှားလူမျိုးတွေရဲ့ဒေါသကဖွဲမိလို့တငွေငွေတောက်လောင်နေခဲ့တာဖြစ်ပါတယ်။အခုတော့ရန်ပုံပုံကိုအဲ့ဒီဖွဲမိတွေကြာသွားတယ်လို့ဖြစ်လာခဲ့တာပါ။သူ့အပေါ်ပြည်သူတွေရဲ့မကျေနပ်မှုတွေတိုးပွားလာနေတာကိုပူတင်လဲသိပါတယ်။ဒီစစ်ပွဲကိုမရက်တန့်ခဲ့ရင်ယူကရိန်းကဆက်တိုက်ခိုက်နေအောင်မယ်ဆိုတာကိုလည်းတွက်မိပါတယ်။ အခုနောက်ပိုင်းယူကရိန်းကပြူဝါမြောက်တိုက်ခိုက်မှုတွေကိုပဲလုပ်နေကြတာပါ။ရေနံချက်စက်ယုံတွေ၊စေဘဆိုင်ရာစက်မှုလုပ်ငန်းတွေ၊ဓာအားပေးစက်ယုံတွေတိုက်ခိုက်ခံခဲ့ရတာလည်းမနည်းလာပါဘူး။ရုရှားမှာကောင်းလာပါတယ်ဆိုတဲ့ကာကွယ်စနစ်တွေပိုင်ဆိုင်ထားပေမဲ့ယူကရိန်းကအဲ့ဒါကိုဖျက်ချနိုင်တာကလည်းအံ့ဩစရာပါ။အခုတစ်ခါတိုက်ခိုက်မှုကတော့ရုရှားအတွက်တော်တော်လေးအထိနာစေခဲ့ပါတယ်။ယူကရိန်းသုံးတဲ့ဒေါင်းကြီးတွေထဲမှာ Stramshero, Neptune, Flamingos, Hymas တို့လိုဖြားအပြင်းဒေါင်းကြီးမျိုးစုံပါခဲ့တာပါ။ အဲ့ဒီဒုံးကြီးတွေကခရိုင်းမီးယားကနေမော်စကိုထိဖြန့်ကျဲကြားရောက်ပေါက်ကွဲခဲ့တာပါကာကွယ်စနစ်တွေကဘာမှမတန်နိုင်ခဲ့ပါဘူးထိခိုက်ခဲ့တဲ့အထက်မှာဒါအပီစိတ်ယုံတွေလည်းပါခဲ့တဲ့အတွက်ရုရှားလူမျိုးတသိန်းခွဲလောက်ကလျှက်စစ်နဲ့ရေပြက်လက်မှုတွေကြုံခဲ့ရပါတယ်ယူကရိန်းစစ်ဦးစီးချုပ်ကတော့သူတို့အဖွဲ့တွေကရုရှားရဲ့ဘရိုင်ချန်ဓာတုစိတ်ယုံကို Stram Shero အပါဝင်ဒုံးကြီးတွေနဲ့ထိတိယောက်ယောက်တိုက်ခိုက်နိုင်ခဲ့ကြအောင်အတည်ပြုခဲ့ပါတယ်အဲ့ဒီဓာတုစက်ယုံကရုရှားရဲ့စေပတ်ဆက်မှုလုပ်ငန်းအစုအဝေးရဲ့အရေးကြီးတဲ့အစိပ်ပိုင်းလေးဖြစ်နေတာပါ ရုရှားအတွက်ရဲမှုတ်ပေါက်ကွဲပစ္စည်းနဲ့ဒုံးမြန်လောင်းသောအစိပ်ပိုင်းတွေကိုထုတ်လုပ်ပေးတဲ့စက်ယုံဖြစ်ပါတယ်။အခြေအနေတွေရတော့ဒီစက်ယုံကိုအချိန်တော်တော်ကြာတဲ့အထိအသုံးပြုနိုင်အောင်မှမဟုတ်ပါဘူး။ဖြားအားဖြင့်တဲ့ stream share တွေကဒီစက်ယုံကိုပြင်းပြင်းထန်ထန်ဖျက်ဆီးခဲ့လိုက်လို့ပါ။ဒီဒုံးကြီးသုံးခွင့်ရလိုက်တာကယူကရိန်းအတွက် အားသာချက်လေးဖြစ်သွားခဲ့ပါတယ်။ဆဲလနာရေးရကျွမ်းကျင်သူပါမောက်ခမိုက်ကယ်ကလပ်က Stram Shero ရဲ့အားသာချက်တွေကိုထောက်ခံပြောဆိုခဲ့တာပါဒီတော့ညီကတည်ကြောက်မှုရှိတဲ့နေရာမှာနာမည်ကြီးပါတယ်ထိပ်ဖူးခက်ကြီးကြီးကိုလည်းတည်ဆောင်နိုင်ပါတယ်ဖြက်စည်းနိုင်စွမ်းလည်းမြင်မာနေတာပါ ဒရုန်းတွေနဲ့သာဆိုရင်ဒီလောက်ထိတိုက်ခိုက်နိုင်မှာမဟုတ်ပါဘူးဒီနေရာမှာလည်းထူးခြားမှုတစ်ခုရှိနေတာပါယူကရိန်းက Storm Shadow ဒုံးကြီးကိုတုံးပြီးရုရှားကိုတိုက်ခိုက်မှုတွေလုပ်ခဲ့ပူပါတယ်ဒါပေမဲ့တရားဝင်အတီးပြုတ်ခဲ့တာမျိုးတစ်ခါမှမရှိခဲ့ပါဘူးအခုတစ်ခါမှတော့ပေါ်တင်ဖွင့်ပြောခဲ့တာပါဒီလက်နက်ကယူကရိန်းစီမှာမထုတ်နိုင်ပါဘူးအနောက်နိုင်ငံတွေစီမှာပဲရှိပါတယ်ယူကရိန်းသုံးတဲ့ဒုံးကြီးတွေကတော့ဖြီးတိန်စီကနေရခဲ့တာပါ ီလိုတိုက်ခိုက်မှုရဲ့အချိန်ကိုက်ပုံကလည်းအရေးကြီးလာပါတယ်ဒီတိုက်ခိုက်မှုမဖြစ်ခင်တုန်းကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဇာလန်စကီတို့ကဝါရှင်တန်မှာတွေ့ဆုံခဲ့ကြတာပါတွေ့ဆုံမှုကအဆင်မပြေခဲ့ပါဘူးထရမ့်ကဇာလန်စကီကိုရုရှားတင်ထားတဲ့နေမျိုးတွေကိုလက်လွတ်ပေးဖို့ပြောခဲ့တာပါ ဒါကိုဇာလန်စကီးကလက်မခံပါဘူးအဲဒါကြောင့်ထရမ့်ကဒေါသထွက်ခဲ့တယ်လို့ရုရှားကယူကရိန်းကိုဖျက်ဆီးလိုက်နိုင်တယ်ဆိုပြီးပြောခဲ့ပါသေးတယ်ပြီးတော့အင်ဘီရောမှာအင်တာဗျူးပေးမလို့လို့ဇာလန်စကီးတယောက်အပြင်မှာသပွဲကုံလေးချပြီးအင်တာဗျူးလုပ်ခဲ့ရတာပါအဲဒီတုန်းကဇာလန်စကီးကယူကရိန်းအတွက်ဒေါမာဟော့ဖ်ဒုံးကြီးတွေထောက်ပံ့ပေးဖို့ထရမ့်စီမှာတောင်းဆိုခဲ့ပါသေးတယ်ဒါပေမဲ့မရခဲ့ပါဘူးဒီကိစ္စတွေပြီးမှပဲရုရှားကိုစတမ်ရှဲရိုဒုံးကြီးအပါအဝင်လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာပါအရာကပူတင်ပြင်ထရမ့်ကိုပါ message တခုခုပေးခြင်းလို့ဖြစ်ကြောင်းကမ္ဘာနိုင်ငံကြီးကျွမ်းကျင်သူတွေကတုံ့တက်ကြပါတယ် အလားတော့ယူကရိန်းကအနိုင်ကျင်းမှုတွေကိုအစွမ်းကုန်လက်တုံပြန်မဲဆိုတဲ့ message မျိုးပါပဲဒီ message ပေးရင်းထဲမှာရုရှားရဲ့အဓိကကြတဲ့ထောက်ပံ့ရေးဂွင်းဆက်တွေကိုပါဖျက်ဆီးပစ်လိုက်တာပါဒီကိစ္စမှာနောက်ထပ်အချိန်ကိုင်းမှုတစ်ခုလည်းရှိပါသေးတယ်ပုံမှန်ဆိုရင် Trump က Zelensky နဲ့တွေ့ဆုံပြီးနောက်ပိုင်း Putin နဲ့ထပ်တွေ့ဖို့လည်းရှိနေကြတာပါဒါပေမဲ့နောက်ပိုင်းမှာ Trump က Putin နဲ့တွေ့ဆုံမှာမဟုတ်ကြောင်းလူသိရှင်းကြားကြေညာခဲ့ပါတယ်။အဲဒီကြေညာချက်ထုတ်ပြီးနိုင်ပိုင်းအတွင်းမှာပဲယူကရိန်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေကအသက်ဝင်လာခဲ့တာပါ။ ထရမ့်ကပူတင်နဲ့မတွေ့ရတဲ့ကိစ္စကတော့ရှင်းရှင်းလေးပါပဲပူတင်ကညှိနှိုင်းမှုတွေမလုပ်ချင်ပဲကောင်းပါနေလို့ပါတိုင်းထားတဲ့ယူကရိန်းနယ်မြေတွေကိုလည်းပြန်မပေးချင်ပါဘူးစစ်ပွဲကိုဒီမာတင်ရက်လိုက်ပြီးနယ်မြေပိုင်ဆိုင်မှုတွေကိုလက်ရှိအတိုင်းပဲရှိစေချင်တာပါယူကရိန်းကိုနောက်ထပ်တိုက်ခိုက်မှာမဟုတ်ဘူးဆိုတဲ့ကတိကိုတော့ပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကတိကမယုံရဘူးဆိုတာခရိုင်းမီးယားကိစ္စကလေးကရှင်းရှင်းလင်းလင်းသိသားနေကြတာပါထရမ့်ကတော့အပြစ်ခတ်ရစဲရဲ့အတွက်အခွင့်အရေးရှိနေသေးတယ်လို့ယူဆနေတာပါယူကရိန်းရုရှားကိစ္စကစိုးရွားတဲ့စစ်ပွဲဆိုတာကိုတော့သဘောတူခဲ့ပါတယ် နောက်ပြီးအမေရိကန်ကနေတိုးကိုဆက်လက်နက်တွေရောင်းတဲ့အတွက်ယူကရိန်းကိုတီးခြားရောင်းစရာမလိုတော့ဘူးလို့ပြောပါတယ်။နောက်ပြီးထုံးစံအတိုင်းပဲဖြားလေးလေးခင်းခဲ့တာပါ။တမရဟောင်းပိုင်တန်ကြောင့်ဒီစစ်ပွဲဖြစ်ခဲ့တဲ့ဆိုတဲ့အကြောင်းသူသာရှိနေရင်ဒီစစ်ပွဲလုံးဝဖြစ်မှာမဟုတ်ကြောင်းပူတင်လည်းအဲ့ဒါကိုသိကြောင်းအခုဖြစ်ပြီးမှတော့သူလည်းမတတ်နိုင်ပဲဝင်ပါရာကြောင်းတတ်နိုင်တလောက်ညှိနှိုင်းဆက်ဆက်ပေးမှဖြစ်ကြောင်း ဒါပေမဲ့အစိမ်းအမြေပြည်မှာအမေရိကန်စစ်သားတယောက်မှမပါတဲ့အတွက်အမေရိကန်ရဲ့အကျိုးစီးပွားကိုမထိခိုက်ကြောင်းပူတင်ရောဇာလန်စကီရောတူကိုရိုင်းရောဒီစစ်ပွဲကိုပြီးဆုံးစေချင်နေတာတော့တေချာကြောင်းစသဖြင့်ပြောခဲ့တာဖြစ်ပါတယ်။တကယ်ဆိုရင်တော့ထရမ့်ပြောတဲ့စကားမှန်နေတာပါ။ပူတင်ရောဇာလန်စကီရောဒီစစ်ပွဲကြီးကိုရက်ချင်နေကြပါပြီ။ဒါပေမဲ့ညှိမရနိုင်မရတဲ့ကိစ္စတွေကြောင့်ကြာနေကြတာပါ။နှစ်ဖက်စလုံးမှာလည်းကိုယ်စီယုံကြည်ချက်တွေရှိပါတယ်။ပူတင်ကယူကရိန်းစီကိုအနောက်နိုင်ငံကဘလောက်ကြာကြာထောက်ပံ့နိုင်မှာလဲဆိုတဲ့ယုံကြည်ချက်နဲ့ကြားခံထားတာပါ။ တကယ်ဆိုရင်သူ့လက်ထက်မှာရုရှားရဲ့စီးပွားရေးကလည်းတော်တော်နှေးကွေးနေပါတယ်။တရက်တရက်တိုက်ခိုက်ခံရလို့ဖြစ်ရတဲ့ပျက်စီးဆုံးရှုံးမှုတွေကလည်းမနေပါဘူး။ရုရှားနိုင်ငံနောက်ဆုံးအချိန်ကိုမရောက်ခင်ယူကရိန်းကိုအနောက်အုပ်စုကဆွန့်လွှတ်လိုက်မယ်လို့ယုံကြည်နေတာပါ။ဒီကြားထဲမှာဒေါ်နယ်ထရမ့်ကအပြစ်ခတ်ရဲစဲထားဖို့တောင်းဆိုခဲ့ပါသေးတယ်။ဒါပေမဲ့မော်စကိုဘက်ကအပြစ်ခတ်ရဲစဲရေးကိုသဘောတူဖို့တခုတည်းသောအကြောင်းပြချက်ပင်မရှိပါဆိုပြီးငြင်းဆန်ခဲ့တာပါ။ပြောရရင်အပြစ်ခတ်ရဲစဲလိုက်ရင်နှစ်ဖက်စလုံးအတွက်အသက်ရှူနေတဲ့ခြောင်သွားမှာဖြစ်ပါတယ်။ တိမ်ပိုက်ပြီးသားနယ်မြေတွေကနေနောက်ဆုတ်ပေးစရာလည်းမလိုပါဘူး။ဒါကိုပဲပူတင်ကမလိုချင်ပါဘူး။ယူကရိန်းကိုနာခွင့်ပေးလိုက်ရင်အင်အားပြန်တောင်းလာမှာကိုလည်းစိုးရိမ်နေတာပါ။တကယ်တမ်းမှလည်းယူကရိန်းကနောက်ဆုံးအခြေအနေကနေရုန်းကန်နေရတာပါ။ဒါပေမဲ့သူတို့ရဲ့ခံယူချက်ကပိုပြင်းထန်ပါလေ။ကိုယ့်နယ်မြေကိုအကျိုးကျော်မခံဘူးဆိုတဲ့ခံယူချက်နဲ့ပြန်တုံပြန်နေတာပါ။ပြောရရင်နဘတ်စလုံးကထရန့်ဖြစ်စေခြင်းနဲ့ဆန္ဒအတိုင်းတော့မဟုတ်နေပါဘူး။အဲ့ဒီအတွက်လည်းစိတ်တမ်းပဲကြဖြစ်နေကြတာပါ။ဒါပေမဲ့ယူကရိန်းကတော့အပြစ်ခတ်ရဲစဲရေးကိုမျှော်လင့်ပါတယ်။အဲ့ဒီအချိန်အတွင်းမှာတန်နမန်ရေးရာကိစ္စတွေကိုအားဆိုင်လုံနိုင်မှရောက်ပါပြီ။ ဒီအချိန်ဒီမှာရုရှားဘက်ကလည်းအမေရိကန်ကယူကရိန်းကိုစစ်ရေးအရအကူအညီတွေပေးနေတယ်။အမေရိကန်လုပ် drone တွေကရုရှားကိုထိခိုက်အောင်လုပ်နေတယ်ဆိုပြီးဆွဆွဲလာခဲ့တာပါ။ Trump ကသူ့ကိုယ်သူငိမ့်ငိမ့်ဖော်ဆောင်သူအဖြစ်ပုံသွင်းနေပေမဲ့ရုရှားဘက်ကတော့အဲ့ဒါကိုအတီးလင်းစန့်ကျင်ပြီးဆွဆွဲနေပါတယ်။ကျွမ်းကျင်သူတချို့ကဒီစစ်ပွဲရပ်တန့်နိုင်မဲ့နီလန်းတွေကိုခံမှန်းတဲ့အခါမှာအဖြစ်နိုင်ဆုံးနီလန်းတစ်ခုကိုပဲသွားတွေးခဲ့တာပါ။အဲ့ဒါကတော့ပူတင်ရဲ့သဘောထားကိုပြောင်းလဲဖို့ပါပဲ။ဒီစစ်ပွဲကြီးဆက်သွားနေရင်ရုရှား drone မလွယ်ဘူးဆိုတာပူတင်သားလည်းသွားဖို့လိုအပ်နေပါတယ်။ ဒီလိုလုံးနိုင်ဖို့ဆိုရင်စကလုံးတွေထက်လောက်ရက်တွေကပိုအရေးပါနေတာပါတချို့ကလည်းအဲ့လိုလုံးလိုက်ရင်စီးရဲတင်းမာမှုတွေပိုဖြစ်မှာကိုစိုးရိမ်နေကြပါတယ်ဒါပေမဲ့ပူတင်ကဒီစစ်ပွဲမှာသူအရေးမတားနေဘူးဆိုတာကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားခဲ့ရင်အပြစ်ခတ်ရစဲရေးကိစ္စကိုစကလုံးပြန်တန်းလာမှာပါအဲ့ဒီချိန်ကျမှရေရှည်ငင်းငင်းကြီးကိုဆက်ပြီးဆွေးနွေးနိုင်မှာဖြစ်ပါတယ် အဲဒါကြောင့်မေယူကရိန်းက Storm Shadow ဒုံးကြီးတွေလက်ဆောင်ပို့ပြီး message ပါလိုက်ပါတယ်။ Tomahawk ဒုံးကြီးတွေတော့မပါသေးပါဘူး။လက်ရှိမှာတော့ NATO အကြီးအကဲဟောင်းနဲ့ Trump တို့က Washington မှာအဲ့ဒီကိစ္စနဲ့တွေ့ဆုံဆွေးနွေးနေကြပါတယ်။ Putin ကလည်းအခြေအနေတွေအားလုံးကိုသုံးသပ်နေတာပါ။လေကြောင်းရဲ့ကာကွယ်ရေးတွေကိုစိတ်ချလို့မရတော့တဲ့အချိန်မှာသူပါဆက်လုပ်มาပါလေ။စပီးစောင့်ကြည့်အောင်မှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။